ဝဲငါကလေးများတို့ဒိတ်တက်လူပြန်လောကမြောက်ခင်နဲ့ဖီဖီရဆုံးတယ်လူပြန်လောကရဲ့ရောက်ပြီးတော့တုံးနှစ်ကျော်ကျော်လောက်မြင်ပြီးဆုံးတယ်မြမရသူ့ပြန်မှာသူပြန်ဆုံးတာဘောကပွဲထွက်ခါနေမသိလိုက်ပြန်လာမှသူများပြုံးမှသိအမိစာဗနာပေါ့စာဗနာမမီလိုက်ပါရေမြုပ်ထားတယ်မှသူသွားမီးတဲ့ခါကျတော့ပြောအားမေးရရှိမျိုးပေါင်းတယ်နဲ့နေမျိုးတော့မြစ်တကျူလိုက်တယ်ဆိုတော့ခြေကိုယ်ကလည်းဘာမှပြန်ဖတ်ချက်လို့မရဘူး ဘာဘာငိသားစုမှာဆိုဘာဘာတဲ့ဟောကျန်တော့ကိုမရှိကြတော့ပြီးတော့မေအမကြီးကိုမောင်ရိုက်ကိုမရှိရဘူးလူရှင်တော်လူငယ်ပိုင်းတော့ဆိုရင်မြန်မာသားမြန်မာတွေထွက်ဆိုတယ်အဲဒီထွက်ဆိုတော့ကျန်တော့ဆုလာချရပါတယ်ကိုအမေရောဆုလာချရရှိအဲဒီရိယာရဲ့အေးဝင်ပြီကိုတို့တဲ့ဆိုရင်အဲ့ဒါ ကြတိယာဒီမူလို့ဟုတ်တယ်အဲ့ဒါကနေတာဟုတ်တယ်ကွင်းနိုင်ရဲ့ဆိုရင်သူကဘုံကြောင်သွားငါးများဒီကပြောပါဘောက်ပါဘောင်းကြောင်သွားပြောငါးများဘောင်းကြောင်သွားပြီးငါးများဟာဥပုံဆောင်တာဘုံယုံသွားရင်သူဥဆုံးမှုလာစုချတဲ့အဖွားကြီးကကို့မိရွယ်လည်းဖြစ်နေပြီးတော့သူကကို့သားလီအတန်ကောင်းလိုက်တာလေရထင်းတော့မထင်ဘူးညာရင်ပြီးအပိမန်တော့ဗျအဲ့လိုပြောတဲ့ခါကျမအီမအီပြောတဲ့အချိန်တော့တော်တော်တိရရတယ်ဆိုရင်သမီးခုနကသတိရလိုက်လို့ကြီးခွဲလိုက်တာပဲရှိပါတယ်ပြီးသက်ရှိမှတော့ကိုယ်ကမူလို့မရဘူး ဝင်နေပါဘူးလိုက်ပါတယ်။အမေသတိရလိုက်တာဆိုပြီးအတိလေးနဲ့ပဲဝင်နေပါဘူးငိုလိုက်တယ်။လေးနာမည်ကလူကျွန်တော်ဥပဒတ်ဖြစ်ပါတယ်။အရင်တော့ဆိုရင်တော့ကိုရင်ကဆောက်ခဲ့တဲ့မင်းသားတွေလက်တွဲဦးမင်းသားတွေမှာတင်ကိုဝင်နောက်မင်းသားကဟောဆမ်းမဲပေါ့ဆမ်းမဲအကြဆုံးပဲ။နောက်ပြီးလူချနဲ့တနည်းလို့ဒီဘက်မှာကြတော့ဒီခေးနဲ့ဆိုင်းရီမှုနဲ့ဒါဟိုဒီဒီနှစ်လက်တွဲလိုက်တာပေါ့စစချင်း ကိုလည်းသူမသိဘူးဗျ။ဒါနဲ့လုတ်ထဲရောက်လာတဲ့ခါကျတော့ကိုကိုခေါ်ကြမယ်။တိုင်မရတဲ့ညီနိုင်ရတဲ့တငယ်ချင်းလိုညီကိုလိုအဲ့လိုဒါဆိုဖွဲ့စည်းပုံစတဲ့ဟောဆိုမိသားစုဆိုတဲ့နာမည်နဲ့ဖွဲ့လိုက်တာဖြစ်တဲ့ဆိုမိသားစုစိတ်ဓာတ်နဲ့အဲ့လိုရောင်းတော့ကူညီရိုင်းဝင်းပြီးတော့လိုလက်တွဲခဲ့ကြတယ်။ဒါလိုလက်အတွဲညီနဲ့ဇက်စပင်လောကမှာကြာရှိခဲ့တယ်။ကြေလူကအများကြီးပါပဲအများကြီးတကယ်ကြီးပေါင်းနေနေဖြည့်ရှိရဲ့ရှိမရှိဘူးမရှိတော့ဘူး ဟိုကအနုပြအနုပြတဒန်းကဆိုရင်ဟိုကအခုဆိုရင်နှစ်40ကျော်ပါ46 45 46ရောက်ပါအဲအကြဆုံးကတော့အခုဒီမောင်ဆမ်းမွန်းနဲ့မှာတော့ဆယ်စုနှစ်တော်ကျော်ကျော်ကြာခဲ့တာဖြစ်ပါတယ်ဘာဖြစ်လို့ဒီလဲဆိုတော့မင်းသားအင်မတန်သဘောထားပြည့်တဲ့မင်းသားဖြစ်တဲ့ဆမ်းမြဟိုကတပင်မျိုးကဆင်းလာတယ်မင်းသားတို့ကိုအဖိုးပြည့်သူကရှင်မတ်တယ်မောင်လေးအဖေပြည့်သူကရှန်ဝင်း ဘာကြီးဖြစ်သူကဥဉ္ဇဉ်ဝင်းတို့ဥဉ္ဇဉ်ဘိုးတို့ဆိုတာဒီတပင်မျိုးကဆင်းလာလို့ဖြစ်တဲ့ခါကျတော့မြို့ပြန်လည်းမအောင်မှာနားလည်းပေးတယ်နားလည်းကကြောင့်ဆက်ဆံရင်ဆက်ဆံရတာလည်းကောင်းတယ်အလုပ်လုပ်ရတာလည်းကောင်းတယ်အခုလည်းဘဝသူနဲ့အနှစ်ဆယ်စုနှစ်ကျော်ကျော်လည်းတွေ့ပြလိုက်တယ်အဲ့လိုကြားခဲ့လို့လည်းရှင်မဥတုတက်ဆိုပြီးဖြစ်လာတာအရှိတယ်ရှိရှိပါတယ်သူ့နေရာတွေတွားကြတဲ့ခါကျလို့ရှင်ကကိုတွားကျင်တဲ့ခီးကိုတွားတော့တွားတယ်ဒါနဲ့ဟိုအချိန်ခါနဲ့မရောက်နိုင်တဲ့ခါကျလမ်းမှာအိတ်ကျဖြစ်တယ်လို့အိတ်ကျနေရာထိုင်ရင်းလည်းအတီးကျမရှိတဲ့ခါကျတော့ တခါကျတော့လမ်းပေးအေးရတခါကျတော့လည်းအဲ့လိုတင်းကြိုင်လည်းရောက်လို့ရောက်မှာကိုကြီးအေးကိုရောက်ပြီးတော့နားနေတာတင်းကြိုင်မှတော့မသိမနဲ့ဘိုးလုံးဆက်ကားတော့ထွက်မထွက်မကြည့်လိုက်တော့တင်းကြိုင်ကိုမှန်းသိတယ်အဲ့လိုအဖြစ်မျိုးလေးဂျုံရပါဒါအခက်ခဲလေးတွေပေါ့တခါကျတော့လည်းအဲ့လိုပေါ့ဟိုဘိုးရင်းပဲဆိုရင်လည်းအဲ့လိုဘိုးရင်းပဲကိုတွန်းဆက်ကားတွန်းတော့ကားခီးယူရောက်ချင်တဲ့စိတ်နဲ့ကားမောင်းတဲ့ခါကျတော့မနဲ့စားလို့အဲ့လိုအစားတောက်ပြီးဘာညာကြလဲတခါကျရင် မနေ့ပိုင်းအစားစားပုံမှန်ဆိုရင်၁၇နာရီကို၁၇နာရီတာစားရတာဖွဲ့ပြီးပေါ်လာဒါတော့လူတိုင်းပေါ်တော့လူတိုင်းစားကြတဲ့အချိန်ကအဲ့ဒီအချိန်ကြီးကြော်လွန်သွားတာလည်းရှိတယ်ဟိုကားကိုဦးစားပေးပြီးတော့ခရီးတစ်ခုဦးစားပေးရောက်ဖို့ဦးစားပေးသွားတာဖြစ်တဲ့အတွက်စားစားကိုဦးစားမပေးနိုင်တော့အဲ့လိုရောက်မှစားကြတဲ့ခါကျတော့ခါကျ၂နာရီခွဲ၃နာရီမိနစ်စားစားတာရှိတယ်အဲ့ဒီကကလေးရှိတယ်မိသားစုတွေကဘာဘာကဒီအမှုပြန်လောကဘွားရောက်ပြီးဘယ်လောက်ပေါ့၃နှစ်၄နှစ်မြောက်မှာအဲအမှုပြန်လောကမရောက်ခင်ကဖိဖိရဆုံးတယ် ဘုရားလောကရရောက်ပြီးတော့သုံးနှစ်ကျော်ကျော်လောက်မြေမီဆုံးမြေမီကဒီအူတိုင်းဟင်္ဒရာမြို့ကဟင်္ဒရာမြို့သူမြေမီကသူ့ရမှာသူပြန်ဆုံးတာဘောကပွဲထွက်ကလည်းမသိလိုက်ပြန်လာမှသူများပြုံးမှသိအမိစာဗနာပေါ့စာဗနာမမီလိုက်ပါမိစာမီလိုက်ဒီမြုပ်ထားတယ်မှသူသွားမီးတဲ့ခါကျရွာမေးရရှိမျိုးပေါင်းတင်းတယ်နဲ့နဲ့မေကတော့မိတချူလိုက်တယ်ဆိုတော့အဲ့လိုပေါ့သာသာပေါ့မှာတစ်ခါရရင်အဲ့လိုမိခင်သေးတာလို့ဘာလို့များပေါ့ အဲ့လိုကျုံ့တ်ပါတယ်ခြေခွေးငွေလို့ဘာမှပြန်ဖတ်ဆယ်လို့မရဘူးပြန်တောင်းလို့လည်းမရဘူးပြန်ယူလို့လည်းမရဘူးပြန်ဆလို့လည်းမရဘူးအဖြစ်မျိုးလေးတွေအဲ့လိုကျုံ့တ်ပါတယ်ဒီကောင်လေးရဲ့ကြတော့အဲ့လိုမမကြီးဆိုရင်ဘဘရဲ့မမကြီးဆိုရင်အဲနိုင်ငံရေးမင်းကြီးရောင်စုမိရှိမှာဆိုရင်ငန်းလေးမှာငါးနှစ်အဲဟင်းစရာဘာနဲ့အဲ့လိုလျှောက်ကြတယ်ရေနံရောင်ကို၆ပုံကမမကြီးကမမကြီးလည်းဆုံးသွားပါတယ်မမလည်းကြတော့သူကအဆိုးတော့မိုက်တန်းနဲ့ဆိုတော့ရည်တန်းနဲ့အတူပြည့်စုံပြီးတော့ သူလည်းမရှိတော့ဘူးဘာသာမိသားစုမှာဆိုဘဘတယောက်ကျန်တော့ကိုမရှိကြတော့ပြီးတော့မိအမေကိုမောင်နှမကိုမရှိရဘူးအခက်ခဲကြီးဂျုံလုံးဂျုံနိုင်ပါမယ်တခါကြရလို့ရှိရင်အဲ့လိုပွဲမကရတဲ့ခါကြတော့ဘာလို့ဘုပြန်လာပွဲကမပစံရဟုတ်ပွဲမကရတဲ့ခါကြပစံမရမရတဲ့ခါကြတော့ဒီမိရအဲ့တုန်းကလည်းလူငယ်စိတ်ကလေးဆိုနည်းနည်းတော့ဘုံဖြစ်တာပေါ့ဒီတုန်းကဟာဒီလိုလိုမျိုးမှားတယ်ဗျာအဲ့လိုအတူးလေးတွေဝင်ပြီးဒါဆိုအဲ့ချိန်မျိုးမှလို့ဒီမိရ ဆက်လက်ဖို့ကုန်းဖို့ရတာမှလက်ထဲမရှိတဲ့အခါမျိုးကြတာအဲအဲ့လိုစိတ်ညစ်တာရှိတာနောက်တော့လည်းခုနပြောလို့ပေါ့ငငင်းပေါင်းတင်းနေတယ်ကိုကသာကိုတယောက်တည်းခုတယောက်တည်းရှိနေချိန်မျိုးပါအဲ့လိုလျှောက်တွေးပြီးပေါ့စိတ်ထဲမှာအဲ့လိုစိတ်ကနောက်ဆက်ဖြစ်သွားတာဒါငငင်းပေါင်းနေလာပြီပြောင်းမဘာလို့နာလဲစဉ်းစားမနေတဲ့ငငင်းကလာပါငါတို့လည်းအတူပါပါညာဆိုအဲ့လိုအဲ့ကြလက်မိပြောင်းသွားတာရှိဖြေးရတော့စိတ်ဖြေးလိုက်တော့စိတ်ပြေးပြောင်းသွားတာရှိဖြေးတက်တည်နေအဲ့ ိုရတဲ့ခါကြလို့ရှင်ကိုအမေရွယ်ခါကြတယ်ဘာဟိုကလူငယ်ပိုင်းလူရှင်တော်လူငယ်ပိုင်းတော့ဆိုရင်မြမသားနေပါပြီထွက်ဆိုတယ်အဲ့ဒီထွက်ဆိုခါကြတယ်ဆုလာချရပါတယ်ကိုအမေရွယ်ဆုလာချရရှင်အတိရအဲ့ဒီဇီးရအေးဝင်းဒီလာဆုချတဲ့အဖွားကြီးကကိုအမေရွယ်လည်းဖြစ်နေပြီးတော့သူကကိုတာလီရအတန်ကောင်းလိုက်တာမေရထင်းတော့မထင်ဘူး ညာလိုက်ပြီးအားပေးမယ်တော့ဗျာအဲ့လိုပြောတဲ့ခါကျမင်းမင်းပြောတဲ့အံတော်တော်တိရအဲ့လိုဒီခါကျမင်းတိရရတယ်ဆိုရင်လည်းသမီးခုနကတိရလိုက်လို့ကြီးခွဲလိုက်တာပဲရှိပါတယ်ပြီးသက်ရှိမှတော့ကိုယ်ငူလို့မရဘူးဟုတ်ကဲ့ဝင်းနေပါဘူးဇက်ပါမေးသတိရလိုက်တာဆိုပြီးအတိလေးနဲ့ပဲဝင်းနေမှာငိုလိုက်တာညနာပြုံးတာဘာလို့ကတော့ခုနပြောဆိုအန်တိတ်တွေဖြစ်သွားပါလဲတကြီးအန်တိတ်တွေဖြစ်နေပြုလို့ညာလဲအခုနောက်မျိုးဆက်ကလေးတွေထွက်လာအများကြီးပါပဲဝမ်းလက်တာဘာကြောင့်ဝမ်းတာလဲဆို ီလိုလူငယ်ပိုင်းလေးတွေကဒီခစ်မှာခစ်ကာလာမှာခစ်ကာလာကြီးရဘူးခုံးလို့ဆိုတအားကြီးကိုခစ်လုံနေတာဖြစ်တဲ့တော့တချို့လူငယ်ပိုင်းတွေတော်တော်များများပြည့်စည်ကြတာဒါနဲ့အဲ့လိုလူရှင်တော်ပေါ့စားလေးတွေအဲ့လိုဒီအမှုပညာလေးကိုဝင်လာတွေ့ရတဲ့အခါကျတော့အမှုပညာကိုတံမိုးထားပြီးလေးလေးစားနေတယ်။မြန်မြန်လို့နဲ့နှိမ့်တဲ့တဲ့ကလေးတွေရှိပါသေးလားဆိုအစီလေးကိုဝင်လာတာအားလည်းပြီးပါတယ်။သူလည်းကြိုးစားစီခြင်းတယ်။တခုပဲသူတို့ကိုမှာကျင်တာကတော့ငွေလူရှင်တော်လေးတွေဖြစ်တဲ့အတွက် စကားဆိုတာတော့သူတို့မှာပတ်သက်စီးလေးတွေရှိလို့လို့ဟုတ်ဒါပေမဲ့တစ်ခါကြောက်လို့ရှင်တော့ပိတ္တတအားအားပြီးတဲ့ခါကျရင်စီးလို့ဘာလို့လွတ်သွားတာလဲရှိဒါတွေကိုလည်းပိတ္တနားလည်အောင်ပြန်ဖြည့်ရှင်းနိုင်အောင်ကြိုးစားပါနောက်ပြီးတော့ကိုယ်ကဒီမှာတစ်ခါမှားပြီးငါဒီမှာမှားလိုက်ပါလားဆိုတော့တီးဦးကိုကိုတီးပြနောက်ပွဲဒီပွဲဒီမှာမှားနိုင်အောင်ကြိုးစားပြီးပါသူတွေကြိုးစားအားထုတ်မှုနဲ့သူတို့ဒီအမိကလမ်းကြောင်းမှာတက်လှမ်းလာတဲ့သူရဲ့ရွေးချက်ကလေးကိုအားပြီးပါတယ်ကျေးဇူးလည်းတင်ပါတယ်နောက်လောင်လည်းသူတို့လိုပဲနောက်မျိုးဆက်တွေလည်းအဲ့လိုပဲ နုပြန်လောက်ပါနှစ်သက်မြန်လို့ဆိုတာပေါ်ထွက်လာပါစေတောင်းပေးပါ